အဲ့ပေါ့ဘလူးကောမလဲဟိုတယ်ဟိုတယ်နေရာဆိုအဲ့လိုမျိုးဈေးတစ်ခုသွားတာပေါ့နော်ဈေးအဲ့လိုတန်းငါးဈေးသွားတော့သူကအမအောင်မြင်တော့အမလည်းဘာမိတ်ကပ်မှမလုပ်ထားတော့သူကအမအောင်မြင်တော့အဲအဲ့ဒါဆိုကြည်နေကြပေါ့ဘာညာဆိုကိုကလည်းအရန်မုံမို့ကောင်းလဲနော်လို့ဆိုတော့ မုန်းစရာကောင်းတဲ့နေရာမှာတဲ့မုန်းအောင်လုံနိုင်တာတော်လို့ပေါ့တဲ့အမမုန်းတာဒုတ်တာကိုပဲသူတို့ကအရန်ကြိုက်နေတဲ့သဘောမှရှိတယ်အရင်တော့တော့အမအွန်လိုင်းကနေဒီလုပ်ဒီနားတဲ့အချိန်တော့9 to 5လေးနဲ့အကြောက်စစ်ကလေးတွေအမရောင်းမှုတွေရောင်းမှုတွေဆိုတော့တော်တော်အဆင်ပြေတယ်ပေါ့နော်အဲဆိုတော့အမအဲ့အိမ်မှာပိုးဝင်သွားတာအဲဒါဆိုရင်တော့ငါနည်းနည်းအခုအာဒါ အဲ့ဒီအရောကတော့သူများလုပ်ပြီးသားလေးတွေကိုကအထယ်လေးတွေကိုဝယ်ရောက်တာပေါ့နော်ဟိုကိုကဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်လေတာအဲ့တော့တက်ချီသွားတဲ့ချိန်ကျရင်တော့ငါငါအထယ်ဆောင်းဆောင်းလေးတွေခတ်မယ်။နောက်အတွေ့အကြုံတော့ဘယ်လိုလဲဆိုတော့ဟိုမိန်းကလေးတိုင်းကတော့အလှဆိုတာဒီလိုကြောက်မြဲနေတာကြိုက်ကြတဲ့သူများတယ်လေ။အဲဒါပေမဲ့ဟိုဈေးကြီးလို့မဝေးနိုင်တဲ့သူတွေလည်းရှိရဲ့။အဲ့အတွက်အမကိုယ်တိုင်ကလည်းဈေးကြီးလို့မဝေးနိုင်တဲ့နေရာမှာပါတယ်။တချို့အရာတွေကပေါ့နော်။ လိုမျိုးမဖြစ်အောင်အမဇေးသက်သက်သာလေးနဲ့လှက်လှလေးပေါ့နော်လူတန်းစီဝင်နိုင်အောင်ဆိုတဲ့ဟာမျိုးလေးအမလုံနိုင်တဲ့နေကြရင်အဲ့လိုမျိုးလေးလုပ်မယ်လို့စိတ်ကူးထားတယ်အဲ့ဝိညာဉ်တော်ငငယ်တော့မကြိုက်ဘူးအဲတော်တော်ကိုမကြိုက်ခဲ့တာပေါ့နော်ဒီအသက်အဲ55နောက်ပိုင်းလောက်မှာပေါ့နော်အဲကြိုက်တတ်လာတယ်ကြိုက်တတ်လာတယ်ဆိုတော့အမခုတိုင်းကလည်း ထည့်ခတ်ဖို့ပေါ့နော်ဒီလိုအဲလိုကြောက်ကလေးတွေဆိုတော်တော်များများနောက်ပိုင်းစုဖြစ်တယ်ကိုကိုတိုင်းလည်းထူးထူးဆန်းဆန်းလက်စွပ်ကလေးတွေလော့ကက်ကလေးဆိုခတ်ဖို့ဖြစ်တယ်ဆရာတော်ကိုယ်တိုင်ကိုယ့်ဘာလို့ creative အဲ့လိုမျိုးလောက်တာ creation နဲ့ပို့ပြီးတော့ဝေးဖြစ်လာမှကြီးဟုတ်တယ်ဟုတ်တယ်ဟာဆရာကိုယ်ကအဲ့တဲ့ဘက်မှာနားလဲတဲ့ဘိုင်းမှာဘယ်တော့မှမလေးလာနားမလဲဘူးလာတော့ဝေးထားလိုက်တာပေါ့နော်ထူးထူးဆန်းဆန်းကြောက်ကလေးတွေအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုဒီဇိုင်းဆန်းဆန်းလေးတွေဝေးရတာအမသဘောကျတော့တကယ်လို့အမအသက်ကြီးသွားလို့ ဒီလုတ်တွေမလုတ်တော့တဲ့အချိန်ကြရင်လည်းဒီလိုရွှေဆိုင်လေးတွေကြောင်းပြည့်ရတာဆိုင်လေးတွေဖွင့်မယ်ဆိုရင်စိတ်ကူးလေးပေါ့နော်အဲစိတ်စိတ်ကူးထားတာပေါ့အဲအဲ့အနေနဲ့အမဝယ်ဆုထားတာတွေရှိပါတယ်စူးစမ်းမှုရောညာနေပြီလားညာနေပြီဘယ်လိုကောင်းလဲဖာဒရီကအများကြီးဝယ်ပြသွားတာပေါ့နော်ကိုလည်းနားမလည်ဘူးလေနားမလည်ပေမဲ့တလှလို့ဝယ်လိုက်တာပေါ့ဒါပေမဲ့အများကြီးဖြစ်လာတဲ့ချိန်ကျရင်ဖာဒရီကစဉ်းစားတယ်ငါအဲ့ဒီလုပ်ငန်းမလုပ်ဖြစ်ရင်ဒီထုတ်ရှိငါပဲလူတော်ထားမလို့ပေါ့နော် ဲ့လိုမျိုးတော့တစ်ခါတလေတွေးပြီးတောင်းတရပြီဟုတ်ကဲ့အရင်ဆုံးကတော့အမအွန်လိုင်းကနေဒီလုပ်ဒီနားတဲ့အချိန်တုန်းကတော့9 to 5လေးနေတဲ့အကြောက်စစ်ကလေးတွေအမရောင်းမှုတွေရောင်းမှုတွေဆိုတော့တော်တော်အဆင်ပြေတယ်ပေါ့နော်အဲဆိုတော့အမအဲ့အိမ်မှာပိုးဝင်သွားတာအဲဒါဆိုရင်တော့ငါနည်းနည်းအခုအာဒါ အဲ့ဒီအရောကတော့သူများလုပ်ပြီးသားလေးတွေကိုကအထယ်လေးတွေကိုဝယ်ရောက်တာပေါ့နော်ဟိုကိုကဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်နေတာအဲ့တော့တက်ချီသွားတဲ့ချိန်ကျရင်တော့ငါငါအထယ်ဆောင်းဆန်းလေးတွေခတ်မယ်နောက်အတွေ့ရကြတော့ဘယ်လိုလဲဆိုတော့ဟိုမိန်းကလေးတိုင်းကတော့အလှဆိုတာဒီလိုကြောက်မြဲနေတာကြိုက်ကြတဲ့သူများတယ်လေအဲ့ဒါပေမဲ့ဟိုဈေးကြီးလို့မဝေးနိုင်တဲ့သူတွေလည်းရှိရဲ့အဲ့အတွက်အမကိုယ်တိုင်ကလည်းဈေးကြီးလို့မဝေးနိုင်တဲ့နေရာမှာပါတယ်တချို့အရာတွေကပေါ့နော် အဲ့လိုမျိုးမဖြစ်အောင်အမဈေးသက်သက်သာလေးနဲ့လှက်လာလေးပေါ့နော်လူတန်းစီဝင်နိုင်အောင်ဆိုတဲ့ဟာမျိုးလေးအမလုံနိုင်တဲ့နေကြရင်အဲ့လိုမျိုးလေးလုံမယ်လို့စိတ်ကူးထားတယ်လဝဲနာစုဆောင်တာကတော့ဘာပဲပြောပြောဟိုအချင်းကြီးမဖြစ်ဘူးလို့တော့ထင်တယ်လေအာပါတလေကြရင်လိုအပ်တဲ့အချိန်မျိုးကြရင်ချက်ချင်းထုတ်ရောင်းလို့လည်းရတယ်အဲရွှေရတော့ပို့ပြီးတော့လွှဲတာပေါ့နော်ဟိုကြောင်းမြဲတဲ့ထက်သာရင် ဒါပေမဲ့လည်းဟိုကြောက်ဝစ်ချင်တဲ့သူလေးတွေပေါ့အဲကိုနစ်နဲ့လိုက်ကြောက်ဝစ်ချင်တဲ့သူလေးတွေလည်းရှိကြတယ်လေအဲ့တော့သူတို့အဲ့လိုလူမျိုးတွေအတွက်လည်းတက်တောင့်တတဖြစ်စေမဲ့ဟာလေးတွေအဲပြီးတော့လက်ဝိယတနာကိုအမဘာဖြစ်လို့စိတ်ကူးမိလဲဆိုတော့လက်ဝိယတနာကအိုးမကွာအိမ်မကွာနဲ့ထိုင်ပြီးအလုပ်လုပ်လို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်မမတို့လိုတက်ကြီးသွားတဲ့မိန်းကလေးတွေအတွက်ဟိုစီးပွားရေးတစ်ခုကိုချောက်မလိုက်နေရတော့ဘူးပေါ့နော်အာတခြားအလုပ်လုပ်မယ်ဆိုရင်အဲ့အလုပ်ထဲမှာစက်ယုံထဲမှာ အဲတခြားကုမ္ပဏီထဲမှာကိုကသွားပြီးအဲ့ဒါတွေကိုကြည့်ရမယ်လေလက်ဝယ်ရတာဒီကြောက်ရတာကြတော့ကိုယ့်ရမှာတစ်ပိုင်းတစ်နိုင်လေးပေါ့လှုပ်လှုပ်လို့ရတယ်လို့ကိုကလည်းအဲ့လိုတွေးမိလို့ပါဟုတ်ဟုတ်ကဲ့ပါဆိုတာအမှုပညာဝင်တာဒီနေ့ပွဲလေးဆိုလဲပေါ့ဒါဒီစကားမိဆက်ကိုရိုင်းလည်းဒီထဲမှာတော့တော်တော်အဲ့ဒါလေးလည်းပြောရပါစကားကြောင်းအဲစကားလို့ဒီလိုပါပဲဇလန်းသဘောအရတော့ရိုက်ရတာပေါ့နော် ။အော်ဇာလန်ကောင်းရင်တော့ခွင့်ရရတယ်ဇာလန်မကောင်းရင်တော့ခွင့်ရမရဘူး။အဲဒါပါပဲ။ဟုတ်။အေးပေါ့ဘလူးကောင်းလေဟိုတယ်ဟိုတည်းရဆိုအဲ့လိုမျိုးဈေးတစ်ခုသွားတာပေါ့နော်ဈေးအဲ့လိုတန်းကားဈေးသွားတော့သူကအမအောင်မြင်တော့အမလည်းဘာမိတ်ကပ်ပါမလုပ်ထားတော့အတူတူအမအောင်မြင်တော့အဲအတဆူကြည့်နေကြပေါ့ဘာညာဆိုတော့ကိုကလည်းအရန်မုံမို့ကောင်းတယ်နော်လို့ဆိုတော့မုံစရာကောင်းတဲ့နေရာမှာတဲ့မုံအောင်လုံနိုင်တာတော်လို့ပေါ့တဲ့အမမုံတာလုံတာကိုပဲသူကအရန်ကြိုက်နေတဲ့သဘောမှရှိတယ် ဒါကိုယ့်ရဲ့ treatment လေးလိုဖြစ်နေတာအဲ့ဒါ normal တယ်နော်အဲအဲ့လို treatment ရလို့တော့မဟုတ်ပါဘူးအမကိုလာငားတဲ့ကားပေါ်မှာမူတည်ပြီးတော့ပဲအမကတော့ရတာဆိုတော့အမကိုလောလောဆယ်လာငားတဲ့ character တွေကလည်းအဲ့ဒီလိုမျိုးလေးတွေနည်းနည်းညားတာပေါ့เนาะဟုတ်ဆိုတော့အဲ့ဒီဘောပါပဲအာဝမ်းသာတာပေါ့เนาะကိုလုံရကြုံတ်တယ်လို့လည်းခံစားရတယ်အဲ့ဒီတွေ့လဲအားပေးတဲ့ပြိသက်ကိုလည်းကျေးဇူးတင်ပါတယ်ဒီကားလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုကြိုပြောချင်တာရှိသလဲအဲဒီကားလေးကိုချိလိုက်ကြပါဦး အခုကြိုပြောရဲ့လကားဖြစ်သွားပါစေလို့နော်အပြိုင်နေဆိုရောအဲ့ဒီမှာဆိုပေါ့အေးပေါ့အပြိုင်နေပေါ့နော်ကိုကတော့အဲ့ဒီကမိမယူတော်တော်မုန်းတယ်အားဆိုင်ရတယ်ဆိုတာကတော့လို့ကောင်းမလဲရိုက်ကွင်းပေါ်မှာပေါ့နော်ဆူဆူစီစီရင်ရင်ရံရံနဲ့ဒီစက်ကြီးကောင်းမှုအတွက်ကိုလောက်ရတာတခုပဲရှိပါတယ်ဟိုဒီလိုမျိုးကြီးဒီကာရိုက်တာတွေကိုထူးထူးခြားခြားအားဆိုင်ရတယ်ဆိုတာတော့မရှိပါဘူးအဲ့ချစ်ပါတယ်အမားနဲ့ရိုက်တဲ့သူတော်တော်များများအမားကိုချစ်ကြတာများတယ် ဒီစကားလေးကိုကြည့်ပြအောင်ကြည့်ပေးပါကြည့်ပြီးလည်းဝေဖန်ပေးပါအားပေးကြပါလို့ပြောချင်ပါတယ်